အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နှမ်းတစေ YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးရတော့စေဦးရရဲ့နှွေးတဲ့လားငါခုမိုးရီချိုးနေတယ်ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအဆုံးအထိဆက်လက်အားပေးနားဆင်ကြပါဦးခင်ဗျာနှွေးတဲ့လား ငါအခုမိုးရေချိုးနေတယ်အရောက်တမာမခက်တာညောနင်းကြောင့်ငါဘဝပြစ်ခဲ့ပြီငါဘလို့ပြန်ပြီးအဖက်ဆယ်ရမလဲပြောစမ်းမအောင် ရုပ်ကလေးလှသလောက်မာယာများတဲ့မိမ့်မ ငါ့ကိုဒရိတ်ဆန်တကောင်လောက်သာအသုံးချပြီးငါ့ဘဝကို ဖြစ်စည်းခဲ့တဲ့မိမတလိမ့်လေးတက်လာတော့ဒေါသတွေကို အရင်နဲ့ဖြေချသည် သူ့အတွက်ဒီဒေါသတွေက အမီးတောင်မလိုလောက်အောင်ပေါ်ပေါ်များများစားသုံးလို့ရနေသည်တစ်ခွက်ပြီးတစ်ခွက်အဆင်မပြတ်တောင်းနေသောကြောင့်သူ့ရင်ဆုံမှာမိစားနဲ့ထိုးသလိုပူလောင်နေသည် ဒါပေမဲ့အေးရတောက်နေတာကိုတော့သူမရက်ချင်သေးဆက်တောက်ချင်နေသေးသည်ဖြစ်နိုင်ရင်တော့လောကကြီးတစ်ခုလုံးနဲ့အဆက်ပြတ်သွားအောင်တောက်ချင်သည်ပြီးတော့ခတ်တာညို့ကိုလည်းမေ့ချင်သည်အကြောင်းအကြောင်းကြောင့်မှားရင်းစွာ ဖြစ်တည်လာခဲ့သောခတ်တာညို့ဝမ်းပိုက်ထဲမှကလေးငယ်ကိုလည်းမေ့ချင်သည် ကိုဘဝကြီးတစ်ခုလုံးကိုလည်းမေ့ချင်သည် ဟုတ်သည်လေရှင်လေးနဲ့တင်းနေသလိုဖြစ်နေသောဘဝကြီးကို သူပါเจ้าများဖက်တွယ်ခြင်းစိတ်ထားနေအောင်မြည်နီလူလောကကြီးလည်းမှာမျက်နာမဖော်ရဲလောက်အောင်ဆိုးသွမ်းလွန်နေသောဘဝအာအယုတ်တမာမှခက်တာညစီ သူပြန်ရအောင်မြည်သူဘလောက်ထိညက်နေအောင်နေနေသူပြန်လာကိုမိဘဲစောင့်နေမြည်ခက်တာညစီ သူပြန်ရအောင်မြည် မပြန်ပဲနေလင်ကောဘလောက်ကောင်းလိမ့်မည်လဲနေတိုင်းညတိုင်းမပြန်ပဲနေခတ်တာညူကလည်းမအိပ်ပဲနေနေတိုင်းမအိပ်လျင်ဒီမိမ့်မှအာရင်တွေဆုပ်ယုံမည်နောက်ဆုံးအသက်ပင်သေသွားနိုင်သည်ဘလောက်တောင်ကောင်းမည်လဲဒါပေမဲ့လည်းမဖြစ်သေးခတ်တာညူဘိုက်ထဲမှာအလွန်အောင်းနှလုံးနာစရာကောင်းလောက်တော့သူ့ရင်သွေးလေးရှိနေသေးသည် ခတ်တာညိုသေးသွားတာကိစ္စမရှိပေမယ့်လူလောကကိုမျက်နှာတောင်မပြရသေးသော သူ့ရင်သွေးလေးကိုတော့အသိမခံနိုင် သူပြန်မှဖြစ်မည်သူပြန်မည်ပြီးတော့သူ့ဒေါသတွေကို တခုချင်းတခုချင်းစီခတ်တာညိုအပေါ်ဖွင့်ချမည်အတန်မထွက်ပဲမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသောခတ်တာညိုကိုကြည့်ပြီး သူအာဖတရရေရာအောင်မည် ခတညုံမငိုသောညတွေဆို သူအိတ်မပြောခတညုံကိုမှသူအိတ်ပြောသည်ဒီတော့အိမ်ပြန်ပြီးခတညုံကိုငိုအောင်လုပ်ရအောင်မီနောက်ထပ်တစ်လုံးပါဆယ်ဟဲ့ပြီးတော့ခတညုံအတွက်ခောက်ဆွဲကြော်တပွဲပါပါဆယ်ထုတ်ပေးအောင်ပြီးရင်ပိုက်ဆံရှင်းမယ် ဘလို့လဲခဗျာဆရာရဲ့ခမ ्या ကောင်းမလေးကိုသဘောကျရဲ့လားလောင်ကျင်သလိုလိုမျက်နှာသားနဲ့မေးလာတော့မိတ်ဆွေဖြစ်သူကို အပြုံးနဲ့သာ ပြန်တုံ့ပြန်နိုင်သည်ဘေးနားမှာကောင်းမလေးကသဘောကျုံတင်ပဲလားဟုကြီးတဲ့တဲ့မေးလာတော့သူဘာမှပြန်မပြောဖြစ်မပြောချင်တာတော့မဟုတ် မပြောရတာဖြစ်သည် ဟုတ်သည်မိမနဲ့ပတ်သက်လျင်အတွေ့အထိနေတော်သူသည်မိမတယောက်ကြလာအောင် အေးချင်းနဲ့လဲဝေးနေသည်အသက်30တိုင်လာတော့လဲချစ်သူရီစားဆိုဝေးလို့မိန်းကလေးမိတ်ဆွေတောင်တိတ်များများဆဆရှိတာမဟုတ်သူ့အတွက်လိုလဲမလိုကြပြရတွေသာသူ့ဘေးနားမှာရှိနေလျင်လောကကြီးတစ်ခုလုံးကိုသူ့မေ့ထားနိုင်သည်သူ့ဘဝအတွက်ကောင်းမလေးမလိုမိန်းမမလိုကြပြရတွေသာလိုသည်ထိုနေ့ညဒေနာတစ်ခုမှပြန်ចောင်းတုံးကငွေချင်းတွေနဲ့ ပြန်ဆုံးဖြစ်ကြသည်မတွေ့တာကြာနေပြီဖြစ်သောသူငယ်ချင်းများနှင့်ဆိုင်တဆိုင်မှာဝိုင်းဖွဲ့ကြရင်နောက်ဆုံးတော့သူငယ်ချင်းတစ်ယောက်ကနေရာတစ်ခုကိုသွားဖို့စတင်ကြံပြုသည်သူမလိုက်လို့တော့လဲအားလုံးကဝိုင်းဝန်းတိုက်တွန်းတော့ကြောင်းသူတကားမှမရောက်ဘူးသောနေရာတစ်ခုကိုရောက်လာဖြစ်ခဲ့သည်မိအောင်ခတ်မိန်မိန်သာရှိသောအခန်းကျယ်တစ်ခုထဲမှာတချင်းတန်တွေလွင့်ပြန်ဝဲနေသည် LCD screen ထဲမှာတခြင်းတွေက တပုတ်ပြီးတပုတ်ခဏနေတော့မိန်းကလေးတွေ10ယောက်ကန်တန်းစီရောက်လာသည် မိတ်ဆွေဖြစ်သူက ခမားကြိုက်တဲ့သူတယောက်ကြီးဆိုတော့သူရှက်အားပို့စွာကြောက်လန့်တကြားညင်မိနောက်ဆုံးတော့မိတ်ဆွေဖြစ်သူက အတင်းရွေးချယ်ပေးမှုနဲ့ကောင်းမလေးတယောက်သူ့အနားရောက်လာခဲ့သည်အစားတော့ကကြောက်အားပို့နေခဲ့တော့လေ နောက်ဆုံးတော့ရမကတကိုးနဲ့ခတ္တညိုကသူ့အနာကို တိုးလာနိုင်ခဲ့သည်ထိုမှတစဉ်သူဘဝအแทသောအထိပင်တိုးလာနိုင်ခဲ့သည်ထိုအချိန်မှစခတ္တညိုရှိသောထိုကေတီဝီသည်ကြပြာဆရာစတဲ့ချာယာဘုံရိတ်တာတခုဖြစ်လာခဲ့သည်နေ့တိုင်းမဟုတ်တော့ရစ်ချားဆိုသလိုကြပြာဆရာရောက်ဖြစ်ခဲ့သည်တောင်မီမူးမီ တခြင်းတွေဆိုမီတာတာယာယာတီဆိုရတော့ခတ်တာညောဤတခြင်းတန်တွေနောက်မှာသူ့လက်ခုပ်တန်တွေနဲ့စီးမျောမီပလီပလာပြောတတ်သောခတ်တာညောဤစကားတန်တွေအောက်မှာသူငြိမ်သက်စွာရင်မူမီညဉ့်ညံစွာချော့မြူတတ်သောခတ်တာညောဤရင်ခွင်ရဲ့ရောက်မှာအိမ်မက်တွေမမီကြပြားတွေကိုမေ့ကျင်လာသည်လောကကြီးတစ်ခုလုံးကိုမေ့လာသည်ဒီအစားခတ်တာညောက စားထိုးဝင်ရောက်လာခဲ့သည်။ကြပြဆရာသည်အချက်ကိုမရှာဖွေခဲ့ဘူး။ဒါပေမဲ့ခတ္တညို့ကိုတော့ရှာတတ်လာခဲ့သည်။အချိန်ဒီတိတ်မကြလိုက်။ကြပြဆရာအတွက်ကံဆိုးမုံမောင်ကြသည့်နေ့တည်းရဲ့ကြရောက်လာခဲ့သည်။ထုံနေသည်ကြပြဆရာဖို့အိမ်မက်မှ လန်နိုးလာခဲ့သောနေဖြစ်သည် ခတ္တာညိုသည်ချစ်เสียမကောင်းကြောက်เสียကောင်းသည်ဟုစတင်သိမြင်ခဲ့သောနေလည်းဖြစ်သည်ကြပြားเสียညို့မှာကိုဝင်ရှိနေပြီကြားလိုက်ရသောစကားတန်သည်သူ့အတွက်နားနားမှာဘုံတလုံးကြကြွဲသွားသည်ပမာကောင်းတစ်ခုလုံးခြားခြားလဲသွားအောင်ကြားလိုက်ရသည့်စကားကိုမယုံကြည်နိုင်လောက်အောင်သူ့ရင်ခွင်တစ်ခုလုံး စုညံသွားခဲ့သည်ဘယ်လိုပြောလိုက်တာလဲခက်တာညိုမင်းမှာကိုဝင်ရှိနေတယ်ဟုတ်လားဘသူနဲ့လဲကြေကွဲစွာမေးလိုက်တော့သူ့စကားအဆုံးမှာခက်တာညိုထမ်းမစကားတန်ပြန်မကြရပဲလက်ဝါးတစ်ခုသာရလိုက်သည်ဖြန်းကနေညီတန်နဲ့အတူပါပြင်ထက်မှာဆက်ပြင်းပြင်း နာကျင်မှုကို ခံစားလိုက်ရသည် ရှင်မိုင်ရင်းလာကြည်လားဒီစကားကရှင်ပါဇက်က ထွက်လာတာလို့တောင်းညိုမယုံကြည်နိုင်လောက်အောင်ပဲရှင်ယောက်ျားတယောက်မဟုတ်ရဲ့လားအေးလေ ရှင်မေ့ကြအောင်ဆောင်းမတော့လေညိုကလှုံလို့ရတော့မှာပေါ့ခတ်တာညိုပြန်ပြောပြသောစကလုံးတို့သည် သူ့နားကိုတန်ရီပူပူနဲ့လောင်းထဲ့နေသလို ခံစားရခက်လာသည်ထိုနေ့ကသူလူမှန်းမသိအောင်မူးနေခဲ့သည် ခတ်တာညိုနဲ့မခွဲနိုင်အဆောင်တော့မပြန်ပဲခတ်တာညိုအနားမှာပဲ နေခြင်းသည်ဟုဆိုကအော်ဟက်တောင်းကြနေသဖြင့်တငယ်ချင်းများက သူ့ကို KTV မှာတိတ်ခဲ့သည်ငနဲ့မိုးလင်းလာတော့ခတညိုခမ်းမှာအိတ်ခဲ့သည် ဆိုတော့အတွေ့ကလွဲ၍သူ့ဘာမှမသိခဲ့ခတညိုကလည်းဘာမှမဆိုခဲ့ယခုဆိုမဲ့ဆိုတော့လေသူ့ဘဝတစ်ခုလုံးကို အကြီးတန်းစေမိစကလုံးတို့ကိုရွေးရွေးဆိုကြလေပြီသူ့ဘာမှပြန်မပြောနိုင် ခတညိုမျက်နာကိုသာ တွင်တွင်ငေးလျင်ဖြစ်ခဲ့သမျှတို့ကို နောင်တရလျင်ဒါပေမဲ့တောင်းဆိုသူကတော့တောင်းဆိုခဲ့လေပြီညို့ကိုလက်ထပ်ပါကဗျာဆရာကြားလိုက်ရသောစကားတန်တို့ကို သူမယုံခြင်းသူမကိုလက်ထပ်ပါတယ်တောင်းပန်နေတာမဟုတ်အမိတ်ပေးနေတာမဟုတ်ရတဲ့ရထိုက်သော အခွင့်အရေးတစ်ခုကို တောင်းဆိုနေသည့်ပမာခတ္တညုံမျက်နှာကတည်ငြိမ်လွန်းလာသည်ယခုတော့ သူမသည်ကြပြားစရာပိုင်ဆိုင်သော မော်ယုံတော်မှမင်းသမီးလည်းမဟုတ်တော့ကြောက်စရာမျက်နှာနဲ့ဘလူးတကောင်ဖြစ်လာခဲ့သည် သူမြင်ဘူးသောခတ္တညိုသည် ပြောက်ွယ်သွားလျက်သူမမြင်ဘူးသောခတ္တညိုအစားထိုးဝင်ရောက်လာသည် သူအကြောက်အကန့်ညင်းမိသည်ဟင်းခတ္တညိုငါနဲ့မမယူနိုင်ဘူးမင်းက KTV ကမိန်းကလေးတယောက်ညီငါယောက်ျားတကာနဲ့တွဲဖူးတယ် နင့်ငါယူလို့မဖြစ်ဘူးငါနာမည်ပြစ်လိုက်မယ်ပြောတင်သလားမပြောတင်သည့်စကားလား तू မတွေးတတ်တော့လောလောဆယ်တော့ခတ္တညိုစင်သားသောထောင်ချောက်ထဲမှ ပြေးထရန်သာသူ့အတွေ့အေးကြီးနေခဲ့သည်သူအာမနာစရန်ညီးနေမိသည်အစင်မပြေလို့ပါ ခတ္တညိုရဲ့နင့်ကိုယူလိုက်ရင်ငါအတိုင်းဝိုင်းမှာငါပတ်ဝန်းကျင်မှာငါဘလို့မျက်နှာပြရမလဲဒီပြဿနာကိုတခြားနည်းနဲ့ ဖြည့်ရှင်းကြရအောင်ခက်တာညို့ရဲ့သူ့အတန်ဒီတောင်းပန်တိုးရှိုးနေသလားသူမကြီးတုံ့ပြန်တဲ့ငါတော့ပြတ်သားလာသည်ရှင်ကလွဲလို့ကြံတာမလို့ခြင်းဘူးဒီပြဿနာမှာအဓိကကြတာက ရှင်ပဲလေရှင်ရှားထားတဲ့ပြဿနာကို ရှင်ကိုယ်တိုင်အပြေရှားပေးရမယ်ညို့ကမိန်းမတစ်ယောက်ပါမိခင်စိတ်အပြည့်ရှိတယ်ကံကောင်းလို့ပဲဖြစ်ဖြစ်ကံဆိုးမုံမောင်ကြလို့ရလာတာပဲဖြစ်ဖြစ်ဒီကိုယ်ဝင်ကိုညို့ဖြစ်မချနိုင်ဘူး ညို့ရအောင်မွေးမယ်။ဒါပေမဲ့ရှင်ညို့ကိုတော့ယူမဖြစ်လိမ့်မယ်။မဟုတ်ရင်တော့ကြပြစီဟာတိုက်ပွဲတစ်ခုလို့ဘယ်တော့မှမတက်မှတ်ခဲ့ဘူးတော့စစ်ပွဲတစ်ခုမှာအလူအလဲကြာရှုံးခဲ့ရသည်။တောင်းပန်သည်မရ။အပြစ်တင်သည်မရ။ဒေါသထွက်ပြသည်မရ။တခြားနီလန်းတွေပြောပြသည်မရ။ခတ္တညို့အတွက်အဖြေသည် သူကိုယ်တိုင်ဖြစ်နေတော့ သူကိုကျိုးနေစွာခတ္တညုကို လက်ထပ်ခဲ့ရသည် ထိုချိန်မှာစား၍ခတ္တညုသည်တိရိစ္ဆာန်ကောင်လို သူတတ်မှတ်ခဲ့သည်အခုတော့ကပြဆရာကြီးလောကကြီးသည် အလင်းရောင်တို့ကင်းမဲ့သွားခဲ့သည် အလင်းရောင်ပြောင်းနေသူတယောက်ဖြစ်ခဲ့ပြီးကြပြာစီဟာအတွက်တခုတည်းသောအပေါ်မှာရေရွှေကြီးဖြစ်ခဲ့သည်ကြပြာစီဟာဒီအပေါင်းအသင်းတွေကိုရော လောကကြီးကိုပါ မကြည့်ရတော့အချိန်တိုင်းခေါင်းငိုက်ဆိုင်ချတတ်လာသည်ကြပြာစီဟာနားတွေသည်အရာရာကို မကြားရတော့ KTV ကမိန်းကလေးတယောက်ကထောင်ဖမ်းလိုက်တာတဲ့ဆိုတော့အတန်တွေနဲ့ဝေးရာတို့ပြေးခဲ့သည်နေ့တွေညတွေသည် ပြားစရာအတွက်အတိတ်ပဲမဲ့လာခဲ့သည်အတိုင်းဝိုင်းကစွန့်ခွာသည်ကပြားတွေကလည်းစွန့်ခွာသည်မိသားစုကစွန့်ပြစ်မှုကို ခံစားရသည်ကပြားစရာအတွက်တစ်ခုတည်းသာကြံရခဲ့သည်ထိုတစ်ခုတည်းကလည်းကပြားစရာလုံးဝမလိုလားသောအရာတစ်ခုအိမ်ထောင်ကြပြီးနောက်ပိုင်းတွင်ကပြားစရာသည် လူဆိုးတယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့သည် ညဉ့်ညံ့သိမ်းမွေးမှုတို့သည်ကြပြစရာစီမှပြေးထွက်သွားလေပြီထွက်စားရုံရင်ကြမ်းတမ်းသောစကားလုံးတို့ကအစာထိုးဝင်ရောက်လာသည်အရင်တုန်းခါကအလွမ်းဆွေးတံပါသောစာသားတို့သည်လေနှင့်အတူမျောလွင်သွားသော တိမ်တိုက်တွေပမာကြပြစရာ၏ရင်ခွင်ထက်မှ ပြောက်ွယ်သွားကြလေပြီယခုတော့ကြပြစရာအထံပါမှဒေါသတံပါသော နာကျင်မှုတို့ပါသော စာသားတို့သာကြံနေတော်သည်ကြပြစရာဆုံးဖြတ်ချက်တခုခြားထားသည် သူကြောင့်ခတ္တညိုသည်ဘယ်တော့ခါမှ မပျော်ရွှင်စေရာနေငါ့ကိုဘာဖြစ်လို့ရွေးချယ်လိုက်တာလဲခတ္တညိုကလေးရှိုံတက်တက်နဲ့တော့နေငါ့ကိုလက်ထက်မှမဟုတ်တာတော့အမှန်ပဲပြောစမ်းမအောင် နေငါ့ကိုဘာအတုံးချခြင်းလို့လက်ထက်တာလဲလဲကြိုးထန်းခိုင်းနေတာလားဒီကလေးကတော့ငါနဲ့ရတာအမှန်ပဲလား ရက်ဆက်သောစကားဒါမှမဟုတ်ရက်ဆက်သောမိကွန်လို့တော့ကြပြဆရာမထင်တကယ်လို့ရက်ဆက်အောင်တော့ကခတ်တာညိုလို့မိမတယောက်အတွက်တော့ထိုက်တန်သောမိကွန်တို့ပင်ဖြစ်လိမ့်မည်ဟုကြပြဆရာထင်သည်ဒါပေမဲ့ခတ်တာညိုသည်သူထင်ထားသလိုမဟုတ်သူ့မိကွန်အတွက်အဖြေတို့ကိုအေးစေးတည်ငြိမ်စွာပြန်လည်ဖြည့်ချနိုင်ခဲ့သည် ခတ်တာညိုသည်လည်းခေသူတယောက်မှောက်မန်းကိုတော့ ကြပြစရာတည်သည်ဒီမှာကြပြစရာရှင်ကိုရှင်တိတ်ကြီးလဲအထင်ကြီးမနေပါနဲ့ရှင်ကိုချစ်လို့မျက်နှာလုံးလုံးလည်းမဟုတ်ဘူးရှင်ပိုင်ဆိုင်မှုတွေကိုမမောလို့လို့ပြောရအောင်လဲရှင်ကစကလုံးတွေကလွဲပြီးတခြားပိုင်ဆိုင်မှုဆိုလို့ဘာမှရှိတာမှမဟုတ်တာရှင်ကိုရွေးချယ်လိုက်တာကမျိုးဘဝလုံးကျုံမှုအတွက်ပြီးတော့ညှို့လို့ခြင်းနဲ့မိသားစုဘဝတစ်ခုအတွက် ကိုကိုကိုလည်းပြန်ကြည့်ပါအောင်ခါမဝတ်ထားတဲ့ပစိုးတောင်အယောင်ထွက်ရလားလို့ရှင်ညို့ကိုယူလိုက်လို့ဆုံးရှုံးစရာဘာမှရှိတာမှမဟုတ်တာရှင်ပြောတဲ့ဂုံတိတ်ခါဆိုတာတွေကတကယ်တမ်းတော့ရှင်ဘာသာယုံကြည်ထားတာပါရှင်တစ်သလောက်လဲရှင်ပိုင်ဆိုင်နေတာမှမဟုတ်တာဒီတကားခံလိုက်ရသူကကြပြဆရာကိုတိုင်းပင်အခါတိုင်းကြပြဆရာစကားတော့ကိုပြန်မဖြေတက်ခတ်တော့ခတ်တာညိုကအခုတော့ပြန်လဲ ြောလေပြီခတညော့စကားတော့ကိုစိတ်နာမိတော့လေအမှန်တရားတစ်ခုမို့တဲကြီးခံရသည်ဒါပေမဲ့ကြပြဆရာတိကျင်စိတ်ပြင်းပြနေတာတခုတော့ရှိသည်အထင်မကြီးဘူးဆိုတော့ခတညော့ကဘာကြောင့်များသူ့ကိုအိမ်တောင်ဘက်အဖြစ်ရွေးချယ်သည် ဆိုတာကိုတော့ကြပြဆရာတိကျင်သည်ပြီးတော့ညိုလိုခြင်းသောမိသားစုဘဝတစ်ခုအတွက်တည်းဆိုပါအောင်မင်းသမီးရဲ့နင်ပြောသလို ချူတပြားမှာချမ်းသာတာလည်းမဟုတ်ဂုံတိတ်ကလည်းပြော့ပါလောင်တောင်မရှိဘူးဆိုတော့နင်းကတခြားဘာများတွေးမိလို့လဲခတ်တာညိုကြီးမြေဝန်းတို့သည်မေးမိန်သွားသည် အဖြေသည်ချက်ချင်းပြန်မလားအဝေးတို့သာငေးကြည့်နေသည်ကြည်တာကြည့်နေသည်ဘာကိုမှမမြင်သည့်ပုံစံမျိုးနဲ့ယောက်ျားတစ်ယောက်ရဲ့ဂုံတိတ်ကဆိုတာကိုခဏဘေးဖယ်ထားပြီးညှို့စကားတွေကို နားထောင်ပေးပါ ညို့မှာဘသူ့ကိုမှ ပြောမပြဖြစ်ဘူးတာတွေရှိတယ်။ညို့ဖေးဆိုတာမမြင်ခဲ့ဘူးဘူး။အမေဆိုတာလည်းနောက်အိမ်တောင်နဲ့ညို့ကိုအချိန်တိုင်းခင်းဆိုင်နိုင်ကြတာမဟုတ်ဘူး။မိသားစုတစုရဲ့တန်ဖိုးနှွေးထွေးမှုတာယာချမ်းမြေ့မှုဆိုတာတွေညို့မရင်နီးခဲ့ဘူး။ညို့မိသားစုဘဝဆိုတာကို တန်းတားတယ်။မမောတယ်။ရားယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ မတက်တာလို့သာဒီလောကထဲရောက်လာခဲ့ရတာညိုလိုခြင်းနဲ့ဘဝတစ်ခုတော့မဟုတ်ခဲ့ဘူးကြပြဆရာညိုလိုခြင်းနဲ့မိသားစုဘဝကိုညိုကိုတိုင်းဖန်တီးခြင်းခဲ့တယ်ညိုရအောင်တိဆောက်မယ်လို့လဲတန်ထိတ်တန်ချထားတယ်ဒီအချိန်မှာရှင်ကညိုအတွက်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့တယ်အစာပိုင်းကခတ်တာညိုမျက်နှာမှာခံပြင်းရိတ်တို့တည်သည် now နာကျင်မှုတို့တည်သည် now စကားပြောရင်းနဲ့တည်ငြိမ်မှုတို့ကိုမြင်လာရသည် မာနမျက်နှာကို တွေ့ရသည် တွေ့ဝေငေးမောမှုတို့ကိုမမြင်ရတော့ထိုအစားလောက်ချင်တာကိုမဖြစ်မနေလုံးမီပြတ်သားသော အတွင်းတရံတို့ကို တွေ့မြင်ရသည်နောက်ဆုံးတော့ခတ္တညိုငိုလေသည် အခါတိုင်းသူဘလောက်ဒေါသကြီးကြီးရန်လုံးလုံးဘာတခုမှ ပြန်မပြောခဲ့ဖက်ရန်လည်းမပြူခဲ့ အခုတော့ကြပြစီယာဤ ဒေါသတန်တွေအောက်မှာခတ်တာညိုကျင်တဲမှာဘယ်တော့ခါကညိုသိပ်ထားသည်မသိရသောခံစားချက်တို့ပောက်ကွဲထွက်လာသည်ခတ်တာညိုငိုတာကို သူမြင်ခဲ့ဘူးပေါ့များပြီဘယ်တော့ခါမှအတန်ထွက်မငိုအန်ကျိတ်ငိုတာသာမြင်ဘူးသည်ဒါပေမဲ့ဒီတခါတော့အရင်လိုငိုတာမဟုတ် အနှစ်နဲ့လာလာထမ်းပိုးထားရသော အလုပ်တစ်ခုကို ဖြည့်ပြသလို သူမပြောချင်တာတွေကိုတစ်ခုပြီးတစ်ခုရေရွရင် အာဘဒယငုံနေသည်မမြင်ဘူးသောမြင်ခွင့်မို့ကြပြားစရာမှင်တက်နေမိတာတော့အမှန်ယောက်ျားတယောက်ဟာအတုံးချကံပစ္စည်းမဟုတ်တလို့ပဲ မိန်းမတယောက်ဟာအတုံးချကံပစ္စည်းမဟုတ်ပါဘူးလူတိုင်းမှာဘဝတစ်ခုစီတော့ရှိကြတာပဲအဲ့ဒီဘဝကိုတိုးတက်အောင်ဖန်တီးပိုင်ခွင့်လည်းရှိကြတာပါပဲညိုတက်ကတော့ကိုဒုတိယနေ့ထိတက်ခဲ့ဘူးတယ်နောက်ပိုင်းအဆင်ပြေလို့ထွက်လိုက်တာ ဒီလောကထဲကို ရောက်လာပြီမဲ့ညှို့စိတ်တွေကတော့ဘယ်တော့ကာကမှ အိမ်မောကြမနေခဲ့ဘူးညှို့လို့ခြင်းနဲ့မိသားစုအိမ်မက်ကိုတော့မက်မက်မောမော တွေ့ဖက်နေတော့ပဲညှို့အချက်ဆိုတာကိုမသိဘူးယုံလဲမယုံကြည်တတ်ဘူးရှင့်ကိုရေးချယ်တယ်ဆိုတာကလည်းယုံကြည်အားကိုးမှုကပိုလို့ရေးချယ်ခဲ့တာရှင်ကကြပြသမားစိတ်ကူးတွေထဲမှာပဲကျင်လည်နေတဲ့သူ သူများစိတ်ကိုနာကျင်အောင် ဘယ်တော့မှလောက်တက်မှာမဟုတ်ဘူးလို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့ညိုထင်တာတွေမှားခဲ့တယ်။ညိုကအကြောင်းမလားလို့ဒီလောကထဲကို ရောက်နေပြီမဲ့ကိုကိုကိုဘယ်တော့ကမှသစ္စာမဖောက်ဘူး။ဘယ်ယောက်ျားကိုမှညို့ဘဝကိုထိုးမှခဲ့ဘူးဘူး။ရှင်ကတော့အတ္တသမားတယောက်ပဲ။ကိုကိုကိုတဲ့ဘယ်ရာကိုမှပိုးမချစ်တတ်ဘူး။နောက်ဆုံးရှင်ရေးထားတဲ့ကြံရည်ကိုတောင် ရှင်းလောင်မချစ်ဘူး။ ညို့ကိုယူလိုက်ရုံတက်တဲ့နဲ့ကြပြားတွေကိုတောင်းမေးထားခဲ့တယ်။ခုကြပြားတွေကိုတစ္ဆာဖောက်ခဲ့တယ်။ကြပြားဆရာတွေ့ဝေရသည်။ခတ်တာညို့သည်သူ့ထင်သလိုမိန်ကလေးတော့မဟုတ်ပြန်။သူ့မမအကြံရှိသည်။မက်ချင်နေတော့အိမ်မက်တွေရှိသည်။ဒါပေမဲ့သူ့ပါလို့ရမည်နီ။ခတ်တာညို့မျောလင်းထားသောယောက်ျားတစ်ယောက်ဖြစ်နေသူ့နေနိုင်မီလား။လက်ခံနိုင်မီလား။ တခါမှတောင်မစင်စားဘူးသောအကြောင်းတွေခတ္တညိုမျောလင်းသောမိသားစုဘဝတစ်ခုတော့ဟုတ်ပါရဲ့အိညာဦးစည်းတယောက်ဤတာဝန်တွေကိုကောသူကြေပွန်နိုင်ပါမလားကြပြစရာစိတ်ရှုပ်ရှုံနဲ့တောက်နေကြဆိုင်စီတို့ထွက်လာခဲ့သည်ဆိုင်ကိုရောက်တော့ စွာသေး၍လူရှင်းနေသည် သူကိုမြင်တော့ဆန်ရှင်ကစောလာပါလားဟုဆိုသည်ဆန်ရှင်လက်ထံမှာအခါတိုင်းကြပြာစရာတတိမထားမိခဲ့သောကလေးတယောက်ကိုပွေချီထားသည်ညာလေးရေဒီမှာဧည့်သည်ရောက်နေလို့ကလေးလာခေါ်ပါအောင်လာပြီးတော်ရေခဏလေးဒီမှာထမင်းအိုးလေးတူးသွားမှာဆိုလို့တိတ်နေမကောင်းနေလို့လက်ပေါ်ကချလို့မရဘူး မွေးကလေးကချူကြလိုက်တဲ့ကလေးပြကောင်းတယ်လို့ကိုမရှိဘူးကိုသေးတာဆိုတော့လေယူမဆိုင်လို့ကလည်းမဖြစ်ခက်တယ်ဗျာရဲရဲမောမောနဲ့ပြောနေတော့ဆန့်ရှင်းစကားတို့သည်ကြ བྱ ာဆရာနာတို့ဝင်လိုက်မဝင်လိုက်နဲ့ကြ བྱ ာဆရာမှာအဖေရှိသည် အမေရှိသည်ဒါပေမဲ့အဖေရောအမေရောက နောက်အိမ်တောင်အသီးသီးနဲ့သဘောထားချင်းမတိုက်ဆိုင်ကြတာလား အเจ้าဝန်ကြီးညွှန်ကြတာလားတော့ကြပြားဆရာကိုယ်တိုင်တော်မသိသူတိတိကတော့သူလဲမြေစာမြစ်တပင် အဖိုးဘွားတွေဤရင်ခွင်ရဲ့ရောက်မှာဘယ်တော့မှမရခဲ့ဘူးတော့မိဘမြစ်တာ ဆိုတာကိုမိထားခဲ့ရသည်ယခုခတ္တညိုပြောပြတော့မှမိသားစု ဆိုတာကို သူတွေးမိသည် ခတ္တညိုထက်စာလင်တော့သူနည်းနည်းတော့ညံ့ခဲ့သည်ဒီတခါတောက်ရတာ အခါတိုင်းလောက်အရသာမရှိသလိုခံစားရသည်ဒေါသတွေစားအတွေးတွေကနေရယူနေသလိုသူ့ဘာကိုရွေးချယ်ရမည်နီသူမစင်စားတဲ့တွေးရင်တွေးရင်ဖြင့်ခေါင်းတွေပူလာသည်အာခေါင်းတွေခြောက်လာသည်မထူပါဘူးဆိုတော့တွေးဖြင့်ဆက်ကဆက်ကတောက်နေမိသည်လူကသာမူးလာတော့လဲအတွေးတွေကကြောက်မသွားထိုးနေ냐ကလူမသိသူမသိလောက်အောင် မူးလာသည်မူးလာသည်ကြပြဆရာသည်ခါတိုင်းလိုခတ်တာညို့ကိုဆဲဆုံနေတာမျိုးစူပူအောက်ဟဲ့တောင်းချမ်းနေတာမျိုးမရှိထွန်းစားကြပြဆရာနှုတ်မှမိသားစုမိသားစုဆိုသောစကားတလုံးကိုသာမဆုံးနိုင်သောတဲတပုတ်လိုထပ်ပြန်တလဲလဲရေရွတ်နေခဲ့သည် နောက်နေ့မနေ့ခတ္တညိုကိုမြို့ထဲလိုက်ခဲ့ဖို့ခေါ်တော့အံ့ဩသွားတာကိုမြင်ရသည်အခါတိုင်းခေါ်ဖို့ဝေးစားသူကိုယ်တိုင်ပင်မတော်သလောက်ပင်မယုံနိုင်သလိုငေးကြည့်နေသောခတ္တညိုကဘာဘာညာညာမေးမနေတော့ပဲသူခေါ်ရနောက်သို့လိုက်လာခဲ့သည်ဆက်စကားပေါ်မှာအစင်းတွင်ရေးပေါ်ရေးပဲစာရေးဆရာတယောက်နှင့်တွေ့သည်သူကိုနှုတ်ဆက်ရင်းမှခတ္တညိုကိုအကဲခတ်သလိုကြည့်နေသည် ဒါကကျွန်တော်မိမလေးဆိုတော့အံ့အားတင့်တယ်လို့ကြည်နေပြီးဟိုတယောက်လားဟူမေးသည်ခတ်တာညူကတော့အနေရခက်တယ်လို့မျက်နှာကို အောက်သို့ငုံထားသည်ဟုတ်တယ်လေအရင်တုန်းကတော့ KTV မှာအလုပ်လုပ်တယ်အခုကျွန်တော်နဲ့ယူပြီးမှမလုပ်တော့ဘူးကျွန်တော်ကဲတင်လာတာသူ့ကို အခုမျိုးတွေကကျွန်တော်ဒီဆရာဝန်တယောက်စီသွားပြီးဘိုက်သွားအမ်းမလို့ရဲရဲမောမောနဲ့ပြောနေတော့ သူစကားတန်ဆုံးတော့ခတ္တညိုမျက်နာက အပေါ်မောလာသည်မယုံကြည်နိုင်သောအကြည့်တွေအံ့အားသင့်နေသော မျက်ဝန်းတွေနဲ့မိတ်ဆွေစာရေးဆရာကခဏတော့ကြောင်အန်းအန်းဖြစ်သွားသည်ပြီးတော့မှဂုံယူပါရဲ့ဗျာဟု တခွန်းသာဆိုသည်သူကတော့ခတ္တညိုလက်ကိုဆွဲ၍ထွက်လာခဲ့သည်ဒီနေ့မဂဇင်းတိုက်တွေကိုတွားမိစာမူကားတွေထုံမိပြီးတော့ဆရာဝန်နဲ့ခတ္တညိုကို ဘိုက်အပ်ပေးမည်ညကတညာလုံးစဉ်းစားခဲ့သည်မြအတွေ့ကိုဒီနေ့ခတ္တညုကိုပြောပြအောင်မည်သူသည်မိသားစု ဆိုတာကိုမမြင်ဘူးခဲ့ကြောင်းမိသားစုတစ်ခု၏နှွေးထွေးမှုကိုကိုယ်တိုင်တန်းတာဖူးကြောင်းယခုခတ္တညုနှင့်အတူကိုယ်ပိုင်မိသားစုဘဝတစ်ခုကိုထူထောင်ခြင်းကြောင်းပြောရအောင်မည်ပြီးတော့အချက်ကိုမယုံကြည်သည့်ခတ္တညုအတွက်လည်းအချက်ဤလှုပ်ဝဲဆန်းကြယ်မှုများအကြောင်း နဲ့နယ်တိမ်ဝဲမှုသဘောတရားများကြောင်းကို ကိုယ်တိုင်ကိုကြနားလည်လာအောင် သင်ပေးရအောင်မည်။နောက်ထပ်မိသည့်အကြောင်းနဲ့မျှခတ္တညုကိုရောပပြားတွေကိုပါသစ္စာမဖောက်တော့ပါဆိုသောဂရိကိုလည်းခတ္တညုအတွက်ပေးရအောင်မည်။ကိုယ်တွင်းနှစ်ကိုကျေနပ်စွာ မော့ကြည့်လိုက်တော့ခေါင်းထက်မှနေမင်းကို တွေ့သည်။ပပြားဆရာကတော့နေမင်းကပေးသော အပူဒဏ်ကိုမမြင်ထိုအစား အလင်းရောင်ကိုသာမြင်သည်စေဦးရာရွှေအမြုဒေမဂဇင်းဖေဗရူလာ2014ဟုတ်ကဲ့ပါဒီဝတ္ထုလေးကတော့ဒီမှာပဲစုံတက်သွားပါပြီခင်ဗျာအဘိနာဆင်ခဲ့ကြသူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီး ဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်သူဂျင်မနိုင်ဖြစ်ပါတယ်နောက်ထပ် audio book တွေမှာထပ်တွေ့ကြပါမယ်ခင်ဗျာ